အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီနေ့ပဲအစ်စ်ထွက်ရှိလာတဲ့ Selina ရဲ့ Zenith skin Cross of Cinder ကိုဖောက်ပြတော့မှာဖြစ်ပါရဲ့အဲ့တော့ဘယ်လောက် diamond ကုန်မလဲဘယ်လောက် draw မှာရမလဲဆိုတော့ကျွန်တော်တို့စက်ကြည့်လိုက်ရအောင်ဗျအော်ဒါနဲ့အရင်ကကျွန်တော်ဗီဒီယိုမှာပြောခဲ့ဘူးတဲ့ဒီ team gathering ဆို event တွေရလာရဲ့တုံကန်ဆယ်ကအခုအစ်စ်လှည့်လို့ရမှာဖြစ်ပါရဲ့ okay အခုတော့ emo လေးရပြီဒီ box the skin နဲ့တော့ကျွန်တော် command မိတဲ့လောက်အကုန်လုံး reference map တွေပဲပြသွားမယ်လို့ထင်တာပဲ I'm robots တဲ့မှာပါ skin တော်တော်များများကကျွန်တော်စီမှာရှိပြီးသားဆိုတော့ကျွန်တော်တို့တန်တယ်လို့ပဲပြောရမလားဒီ cursor center တုံကန်လေးပြန်ရအောင်ဆိုတော့လေဒါမဲ့ဒီ box ရဲ့ဟာရတော့ reference map တွေပဲပြောင်းသွားဆိုတော့သိမမှိုက်ဘူးပေါ့နော် ဟာအခု300 draw ရှိနေပြီကုတီကိုမရသေးဘူးအများကြီးဆိုရင်10 draw လို့20 draw လို့မှပေါက်တာရေးရှိကြရဲ့ဗျကျွန်တော်ကတော့အခုတိမကြုံဘူးသေးဘူးဗဇာနာဇင်းနှစ်တုန်းကလည်းအဆုံးထိဖောက်ရတာအခုစိန်နာဇန်းနှစ်လည်းအဆုံးထိဖောက်အောင်ပုံစံပဲဗျ Okay အဲ့တော့နောက်ဆုံးတော့ရပါပါပြီအဲ့တော့စရီနာရဲ့ Zenith skin တော်တော်လေးလာရပြ။သူက first of center လို့နာမည်ပေးရခြင်းက center ဆိုတာ Cinderella ရဲ့သူကပေါ့နော်။အဲ့တော့ Cinderella ရဲ့ချိန်စာဆိုရဲ့ သဘောမျိုးလုပ်ထားပါရှင်ကျောင်းရဲ့ငရဲ့ကြောက်ခဲ့ Fairy Tales Cinderella ရဲ့ပုံမျိုးမှ reference ယူပြီးတော့ဒါနည်းနည်း dark ဆန်ဆန်လေးပြောင်းလာရပေါ့နော်တနည်းအားဖြင့်တီးမခံတော့ပဲနဲ့ပြန်တုံပြန်နဲ့ version ပေါ့နော်ဒီ skin review လေးကိုတော့ကျွန်တော်နောက် video မှာလုပ်ပေးသွားပါမယ်ဒီနေ့ပဲသင်တန်းအောင်တော့ကျွန်တော်စူးစမ်းသွားပါမယ်အဲ့တော့အခုဆက်လက်ပြီးတော့ Meta ရဲ့ Twitter ထားရဲ့ Apple skin ကိုမှ spotlight လေးပြသွားပါမယ်ဒီအတွက် review ကလည်းကျွန်တော်လုပ်သွားဖို့ရှိပါတယ်အဲ့တော့ဆောင်ပေးကြပါအောင်ဗျာ အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။တင်းရဲ့ထင်မြင်ချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.